25နှစ်ကျော်တစ္ဆာရှိစွာအလုပ်လုပ်ပြီးခဲ့တဲ့ဝန်ထမ်းအပေါ်ဘယ်ရွှေဆိုင်မှလုံမပေးနိုင်နဲ့အခုလိုအရာမျိုးလုပ်ပြီးခဲ့လို့ online ပေါ်လူပြောများနေတဲ့ဥအောင်အောင်သမတိ အလုပ်တစ်ခုအပေါ်မှာတရားစွာနဲ့စိတ်နေပြီးတော့နှစ်ပေါင်း၁၀ကြီးအလုပ်လုပ်ကြတဲ့ဝန်ထမ်းတွေဆိုတော့ကအင်မတန်ကိုရှာပါနေပါပြီနော်အစိုးရဝန်ထမ်းတွေကလုံးရင်တော့ဂျန်နစ်ဆန်ဝန်ထမ်းတွေကအကြောင်းမျိုးမျိုးနဲ့အလုပ်တွေပြောင်းနေကြချိန်မှာတော့အောင်တမာရီရွှေစိန်ကဝန်ထမ်းတွေကနှစ်ပေါင်း၂၅နှစ်ကျော်တက်ဆာရှိစွာနဲ့အလုပ်လုပ်ခဲ့ကြပါရဲ့ရှင်ဒီလိုမျိုးကိုအပေါ်မှာတက်ဆာရှိရှိနဲ့အလုပ်တာဝန်တွေကိုကြီးပြွန်စွာနဲ့လှုပ်ဆောင်ခဲ့ကြတဲ့ဝန်ထမ်းတွေကိုအောင်တမာရီရဲ့ဦးဆောင်တည်ထောင်သူတတိကြီးဦးအောင်ကလည်းထင်မှတ်ထားတဲ့နီလန်းနဲ့ကျေးဇူးတုံ့ပြန်ခဲ့ပါတယ်တတိကြီးဦးအောင်ကစီရင်နွားပါတဲ့ဘွားကန နေအခုလိုမျိုးတနိုင်ငံလုံးအတိုင်းအတာနဲ့အားကျရတဲ့သတိကြီးဖြစ်အောင်လို့ကြိုးစားခဲ့သူပါရှင်။အောက်ခြေဘွားကနေတက်လာခဲ့တဲ့သူဖြစ်လို့လည်းလူတိုင်းအပေါ်မှာခွဲခြားဆက်ဆံမှုမရှိဘဲဝန်ထမ်းတွေကလည်းမိသားစုလိုမျိုးသဘောထားပြီးတော့တက်နိုင်သမျှကူညီဆောက်ရှောက်ခဲ့သူလည်းဖြစ်ပါတယ်နော်။လူငယ်တွေကလည်းတိုးတက်စေခြင်းနဲ့စိတ်အပြည့်ရှိတဲ့သတိကြီးဦးအောင်ကအမြဲတမ်းဆုံးမလမ်းညွှန်မှုတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။ဒီလိုမျိုးမြေတားစေတနာတွေကိုရှေ့ထားပြီးတော့ဝန်ထမ်းတွေကိုကောင်းပြီးခဲ့တဲ့သတိကြီးဦးအောင်အတွက်တစ္ဆာရှိတဲ့ဝန်ထမ်းစုရကလည်းမရှားပါဘူး။အခုချိန်မှာဆိုရင်အောင်သမ ာရီရွှေဆိုင်ကြီးစတင်တည်ထောင်လာချိန်ကလေးကသစ္စာရှိစွာနဲ့နှစ်ပေါင်း25နှစ်ကျော်အလုံးလုံးခဲ့ကြတဲ့ဝန်ထမ်းတွေကိုကျေးဇူးဆက်တဲ့ပွဲကြီးကျင်းပပြုလုပ်ခဲ့ပါတယ်။ဝန်ထမ်းတွေအားလုံးကိုဂုဏ်ပြုညစာဆောင်ဝဲကြီးကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပြီးတော့အဲ့ဒီအထက်ကမှ25နှစ်ကျော်ကြာသစ္စာရှိစွာနဲ့အလုံးလုံးကန်ခဲ့တဲ့ဝိုင်းရင်ပရင်ဆရာကြီးတွေကိုတိမ်မောင်းထောင်ကြီးပေးအပ်ကချီးမြှင့်ခဲ့ပါတယ်။ဒီဆရာကြီးတွေကသူတို့ရဲ့ပညာအစွမ်းတွေနဲ့နှစ်ပေါင်းများစွာကြိုးစားအလုပ်လုပ်ပြီးတော့အောင်သမတိဆိုတဲ့နာမည်တစ်ခုကိုရွှေဆိုင်လောကမှာအခမ်းအနားရည်တည်နိုင်အောင်လို့နောက်ွယ်ကနေပြီးတော့ကြိုးကင် ပေးခဲ့ကြတဲ့သူတွေပါရှင်။ ။သူတို့ရဲ့ကြိုးစားမှုတွေကြောင့်လည်းအောင်သမားတွေရဲ့ရွှေတဲ့လက်ရာတွေကတခြားရွှေဆိုင်တွေထက်တမူထူးခြားလှပပြီးတော့ရွှေချစ်သူပရိသတ်တွေကြားမှာတော့နာမည်ကျော်ကြားခဲ့ပါတယ်။နှစ်ပေါင်း25နှစ်ဆိုတာကဘဝတက်တန်တဝက်လောက်တောင်ရှိနေပြီဖြစ်လို့ဒီလိုမျိုးသစ္စာရှိစွာနဲ့လောက်ကင်ခဲ့တဲ့ပရင်းစရာကြီးတွေကိုတထေချီဦးအောင်ကသိန်းပေါင်း1500စုကြီးငွေအဖြစ်ပေးရချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ဒါတည်းမကတမူကြီးဆိုင်ကများစွာကိုလည်းမဲဖောက်ပေးပြီးတော့ဝန်ထမ်းတွေအားလုံးကိုပျော်ရွှင်စေခဲ့တာဖြစ်ပါတယ်။ဂုံပြုတ်ညစာစာဝယ်ကြီးကိုလည်းအကောင်းဆုံးဆိုတဲ့လက်ရာတွေနဲ့ခ ခန်းနာစွာပြင်ဆင်ကြုံပြီးတော့တကယ့်ကိုမှကြီးကျယ်တဲ့ပွဲကြီးတစ်ပွဲဖြစ်အောင်လို့ကြိုးစားပြင်ဆင်ပြီးခဲ့ပါတယ်။တယောက်ချင်းစီတိုင်းကိုလည်းတည်တည်ချက်ချလေးကျေးဇူးတင်စကားပြောပြီးတော့စုကြီးငွေအများကြီးပေးခဲ့တာကတခြားသောရွှေစိုင်းတစ်ထည်တွေမလုံနိုင်တဲ့အရာကြီးပါရှင်။ ။တကယ်ဆိုရင်တထေးကြီးဦးအောင်အနေနဲ့ဝန်ထမ်းတွေကိုတခြားရွှေဆိုင်တွေထည့်ပို့ပြီးတော့လောက်ကလဆာတွေအများကြီးပေးအပ်ခဲ့တဲ့အတွက်ဒီလိုမျိုးသိန်းပေါင်းထောင်ချီကိုပြန်လည်ကျေးဇူးဆက်ဖို့ဆိုတာကသိပြီးတော့တော့မလို့အပ်ပါဘူး။ဂုံမျိုးစုငွေပေးတယ်ဆိုရင်တောင်မှနည်းနည်းလောက်လေးပေးပြီးတော့နာမည်ကောင်းယူလို့ရပြီမေ။တထေးကြီးဦးအောင်ကတော့ထိုက်တင်တာထည့်ပို့ပြီးတော့သူ့ရဲ့ဝန်ထမ်းတွေကိုကျေးဇူးဆက်ခဲ့တာဖြစ်ပါတယ်။အောင်သမားရီရွှေဆိုင်နဲ့တထေးကြီးဦးအောင်ဆိုပြီးဖြန့်လာစေဖို့အတွက်ကဒီဝန်ထမ်းတွေကပဲနောက်ွယ်ကနေစူးစမ်းပေးခဲ့ကြတာဖြစ်လို့ပြန်လည်ကျေးဇူးဆက်တာဖြစ်တဲ့အကြောင်းအခုလိုမျိုးဝန်သားစွာနဲ့ပြပ ပြန့်လာခဲ့သေးပါတယ်။ဒီလိုမျိုးကိုယ့်ရဲ့ဝန်ထမ်းတွေကိုနှစ်ပေါင်းများစွာတည်ဆောက်ရှိစွာနဲ့အလုပ်လုပ်ခဲ့တာနဲ့အညီထိုက်တင်နာချက်ပို့ပြီးတော့စုချင်းငွေတွေချင်းမြင့်ခဲ့တဲ့အောင်သမားတို့ရွှေဆိုင်ကြီးကိုအားလုံးကလည်းပို့မှုပြီးလေးစားပြီးအလုပ်တွေတောင်းဝင်လုပ်ချင်နေကြပါပြီ။တယုံတယုံတထေးတွေမလုံနိုင်တဲ့အရာတွေကိုဒီလိုမျိုးစေတနာတရားတရားထက်တန်စွာနဲ့ပြုလုပ်ခဲ့တဲ့တထေးကြီးဦးအောင်ကတော့ဒီလိုစိတ်သက်တည်ကြောင်းဝင်နွမ်ပါတဲ့ဘွားကနေအချမ်းသာဆုံးတထေးကြီးဖြစ်လာခဲ့ရပါတယ်။ ရေးတဲ့ကြီးတို့ရောအခုလိုမျိုးနှစ်ပေါင်းများစွာကြာအောင်တက်ဆာရှိစွာနဲ့အလုပ်လုပ်ခဲ့တဲ့ဝန်ထမ်းတွေကိုတိန်းထောင်ကြီးဂုံပြုစုငွေတွေပေးအပ်ခဲ့တဲ့တဲ့ထင်းမျိုးကိုတွေ့ကြုံပူကြပါသလားရှင်။